နိုဝင်ဘာ16ရက်နေ့ကစပြီး TikTok မှာပြန့်နှံ့နေခဲ့တဲ့ VNM လေးရဲ့အမှုအကြောင်းကိုလူတော်များများသတိထားမိခဲ့ကြပါတယ်။စာဆက်ချင်းမှာတော့ထိုင်းနိုင်ငံကကြားဖြန့်တွေဖန်နေတာလို့ရေးသားခဲ့ကြလို့ထိုင်းနိုင်ငံမှာလို့ထင်ကြပါသေးတယ်။ အဖန်ခရီးအချိန်မှာဓာတ်ပုံအယိုက်မခံခြင်းနဲ့မိန်ကလေးကိုဆံပင်အတင်းဆွဲပြီးအတင်းဖော်ခဲ့တဲ့ပုံကတော်တော်လေးကိုတနာစရာကောင်းလို့နေခဲ့ပါတယ်။နောက်တနေ့မှာပဲဗီယက်နမ်၊ထိုင်း၊ကမ္ဘောဒီးယားမီဒီယာကနေဖော်ပြလာတဲ့သတင်းကြောင့်ဒီမိန်ကလေးဟာအွန်လိုင်းလိမ်လည်ကြားဖြန့်ခေါင်းဆောင်မှုလက်နက်ကင်ဆောင်မှုယူကုန်ကူးမှုအစရှိတဲ့အမှုတွေနဲ့တရားရင်ဆိုင်နေရတဲ့သူချစ်သူနဲ့အပေါင်းအပါ၅ယောက်ရုံးထုတ်စစ်ဆေးစင်အတွင်ထွက်ပေးလွတ်မြောက်နိုင်စေဖို့ကမ္ဘောဒီးယားနိုင်ငံစွိုင်းရန်ပြင်းနဲ့တရားရုံးထက်အထိဝင်သည့် ူညီပေးလိုက်တာပဲဖြစ်ပါတယ်။ဖြည့်စင်ကတော့ရုပ်ရှင်ဇာတ်လမ်းတစ်ခုလိုပါပဲ။တရားရုံးထဲကို စိုက်ကယ်လေးနဲ့ဘေ့စ်ဘောဥထုပ်လေးဆောင်ပြီးဝင်လာ။အချုပ်ကားရပ်လိုက်တဲ့အချိန်မှာချစ်သူလက်ထဲကိုတင်းနဲ့ကလပ်ကတိုးလေးပေးလိုက်ပါတယ်။ သူမချစ်သူကရဲဒီကိုချောင်းလန့်ပစ်ခတ်ပြီးသူလက်ကလေးဆွဲလို့တရားရုံးထဲကနေထွက်ပြေးသွားကြတာဟာတကယ်ကိုရုပ်ရှင်ဇာတ်ကားထဲကဇဝင်ခံတခုကိုကြည့်နေရတယ်လို့ပါတယ် CCTV မှတ်တမ်းကိုထုတ်ပြန်လိုက်တဲ့အချိန်မှာတော့ပိုတောင်စိတ်ဝင်စားစရာဖြစ်လာခဲ့ပြီး TikTok မှာအချစ်တချင်းအလွမ်းတချင်းအဆွေးတချင်းလေးတွေနဲ့တွဲပြီး viral ဖြစ်သွားပြန်ပါတယ်ဒီဖြစ်စဉ်ဟာနိုဝင်ဘာလ18ရက်နေ့မနက်8:35မိနစ်အချိန်ကမ္ဘောဒီးယားနိုင်ငံစွမ်းရန်ပြည်နယ်တရားရုံးမှာဖြစ်ခဲ့တာဖြစ်ပြီးဗီယက်နမ်နိုင်ငံသားအချင်းသား6ဦးထွက်ပ ြေးလွတ်မြောက်နိုင်ဖို့အတွက်မိန်းကလေးတအူးကအကူအညီပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီတရားခံ6ဦးဟာ2025ခုနှစ်ဇန်နဝါရီလထဲကဖမ်းဆီးခံရတာဖြစ်ပြီးတရားမဝင် online လောင်းကစားမှုမူးယစ်ဆဲဝါမှုတရားဝင်လက်နက်ကိုင်ဆောင်မှုလူကုန်ကူးမှုတွေနဲ့ဆွဲချက်တင်ထားခဲ့လာဖြစ်ပါနဲ့အခုနီပေးခဲ့တဲ့မင်းကလေးဟာတရားခံရဲ့ဆွေမျိုးလိုဟန်စာဝင်ရောက်လာခဲ့ပြီးတဲ့နောက်သူချွတ်သူကောင်လေးအချုပ်ကားပေါ်ကအစင်းမှာတဲနဲ့ကိုပေးခဲ့တာပါဒီလိုအမျိုးသမီးတစ်ယောက်လက်နက်ပါလာပြီးတရားရုံးထက်ထိရောက်လာတာကတော့ရိုးမာရိုးကြရက်လားမေးเสียရရှိပါနဲ့ကြားဖြန့်ခိုင်းဆိုလားနက်နက်ရရမဟုတ် ပဲရာထူးကြီးကြီးပိုင်းတွေထိပါဝင်ပတ်ထနိုင်တယ်လို့ငွေကြေးနဲ့ပဲဖြစ်ဖြစ်တနည်းနည်းနဲ့ဖြည့်ဆင်းခဲ့လို့အခုလိုအထက်အထိဝင်ရောက်နိုင်ခဲ့လာဖြစ်မှာပါ။ ဒါမှမဟုတ်ရင်လုံခြုံရေးကရအားနည်းချက်ပဲဖြစ်မှာပါကမ္ဘောဒီးယားနိုင်ငံသားတယောက်ရမှတ်ချက်ပြုထားတာကိုကြည့်ရင်ကမ္ဘောဒီးယားရဲ့လုံခြုံရေးအားနည်းလာကိုမြင်နိုင်ပါတယ်သူရေးထားတာကတယောက်မှာ GPS ကလမ်းမပြီးပြလိုက်လို့စစ်တပ်ကျဲကိုရောက်သွားသေးတယ်လုံခြုံရေးဂိတ်သမားတွေကလည်းတားရကောင်းမှမသိဖုံးတုံးနေတဲ့သူနဲ့အိတ်နေတဲ့သူတွေနဲ့လမ်းမပြီးတင်းနှက်ဆက်ပြကွင်းပြက်ကိုရောက်သွားတာအဲ့ဒီရောက်မှာဆရာကြီးတယောက်ကလမ်းပြောလို့လမ်းမပြီးရောက်လာခဲ့တာကိုသိရတော့တယ်ဆိုပြီးရေးထားတာပါဒါပေမဲ့အချို့ဝေဖန်သုံးသက်သူတွေကတော့ မယုံရင်သွားကြည့်လေတရားရုံးနောက်မှာတင်းနဲ့ကိုကင်ထားတဲ့အဆောင်တွေစောင့်နေတာပြီးတော့တရားရုံးနောက်မှာဘဲကားမှလည်းပါကင်ပေးမထိုးဘူးလေ ်ဒီဗီဒီယိုထဲကလို့ပန်းချန်ထဲလင်းရင်းခံထွက်တဲ့ပုံနဲ့ဝင်လာလို့မရတယ်လို့ထွက်သွားလို့လည်းမရဘူးအဲ့ဒါကကအရန်ထူးဆိုင်နေတာဆိုပြီးသုံးသက်ကြပါလေအချုပ်ကားပေါ်ကဆင်းလာတဲ့ထဲကတယောက်ကဗီယက်နမ်မင်းကလေးလမ်းပေးလိုက်တဲ့တင်းနဲ့ကိုလမ်းယူပြီးလုံချုံရဲတပ်ဖွဲ့ဝင်တွေကိုဟန်တားဖို့တတိပေးပစ်ခတ်လိုက်ပြီးအချိန်နဲ့တည်းရှုပ်ထွေးနေစင်မှာပဲအဖေမှအသင့်ဆောင်နေတဲ့ကားနဲ့ထွက်ပေးခဲ့ကြပါတယ် CCTV မှာတန်းတဲ့အရာကတော့တင်းနဲ့လာပေးတဲ့မင်းကလေးနဲ့အတူတယောက်ယောက်ကနေတင်းနဲ့ကိုပစ်ဖောက်ထိုးချိန်ပြီးထွက်သွားခဲ့တဲ့အခန်းကတကယ့်ကို action ဆက် ဝင်ခန်းတခန်းထစ်ခဲ့တာပေါ့သူတို့ထွက်ပြေးသွားတဲ့နောက်ကိုရဲတပ်ဖွဲ့ဝင်တွေကနေတတိပေးပစ်ခတ်မှုတွေလုပ်ခဲ့ကြပေမဲ့အသာအယာပဲထွက်ပြေးခဲ့ကြပါတယ်ရဲကားတွေနဲ့နောက်ကနေလိုက်ဖမ်းခဲ့ကြပေမဲ့လူစောကားနဲ့ရဲကားပြေးတန်းလိုက်တန်းဖမ်းတယ်လို့ရုတ်ရှင်ဆန်ဆန်ဖြစ်ခဲ့ပြီးဒီအကျဉ်းသားတွေဟာပထမတော့လွတ်မြောက်သွားကြပေမဲ့ရဲတပ်ဖွဲ့ကနေတရားခံတွေဖမ်းတော့ရဲအချင်းချင်းကိုရဲကိုသားအသုံးပြုရုံတင်မခုံးပဲသူတို့လွတ်ထားတဲ့စပိုက်ကွန်ရဲကိုလည်းအသုံးပြုခဲ့ကြတာပါသူတို့လွတ်မြောက်ဖို့အတအသင့်ပင်ထားတဲ့ကားနဲ့ထွက်ပြေးခဲ့ကြပေမဲ့ခန်းစိုးသွားတာကတော့ သူတို့ထွက်ပြေးသွားဖို့အပြုတ်ခဲ့တဲ့ကားဟာစွိုင်းရန်မျိုးပင်ကရဲကန်တစ်ခုထဲကိုထိုးချသွားပြီးနောက်ကလိုက်လာတဲ့ရဲတွေရဲ့လက်ထဲဖမ်းဆီးခံလိုက်ရတာပါဒီဖြစ်စဉ်ဟာဖြစ်စဉ်အဆအဆံတနာရီခွဲပိုင်ကြာမြင့်ခဲ့ပြီးထွက်ပြေးသွားသူနဲ့တရားခံတွေနဲ့အကူအညီပေးတဲ့မိန်းကလေးအပါအလုံးအဖမ်းခံလိုက်ရပါတယ်အဲ့ဒီတရားခံ6ရုံထဲက၄ရောက်ကိုအရင်ဖမ်းမိပြီးနောက်နောက်ရောက်ကိုတော့စွိုင်းရန်စင်ချေဖုံတဲ့တာဖတ်မှာပြန်ပြီးဖမ်းဆီးရမိခဲ့ပါတယ်။ ်အကျဉ်းသားတွေကတော့ဗီယက်နမ်၅ဦးနဲ့ကမ္ဘောဒီးယား၁ဦးဖြစ်ပါတယ်။ကမ္ဘောဒီးယားအကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူရီအန်ဆူနာဒင်းရဲ့ပြောကြားချက်အရဒီတရားခံ၆ဦးရဲ့ရှီယင်းဆွဲလူကုန်ကူးမှုအွန်လိုင်းလောင်းကစားကြားဖြန့်မှုတရားမဝင်လက်နက်ကိုင်ဆောင်မှုတွေအထင်ခုထပ်ဖြကျူးလွန်ခဲ့အမှုတွေကိုပါထပ်ပေါင်းပြီးတရားစွဲဆိုသွားမှာဖြစ်ပါတယ်။အကူအညီပေးခဲ့တဲ့မိန်းကလေးဟာလည်းအခုကျူးလွန်ခဲ့တဲ့အမှုတွေအပြင်ဒီတရားခံတဲ့နောက်ပတ်သက်ပြီးဘာအမှုတွေကျူးလွန်ထားလဲဆိုပြီးစစ်ဆေးပြီးတော့အရေးယူသွားမယ်လို့ပြောကြပါတယ်။ယခင်တုန်းကလည်းမူရစ်ဆေးဝါဒရ ောင်းဝယ်မှုနဲ့စီရင်ခံထားရတဲ့ထိုင်ဝမ်နိုင်ငံသားတအူဟာတွားနဲ့ပတ်သက်တဲ့ဆေးဝါးကုသမှုခံယူစဉ်ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပူပါတယ်။ဒါကြောင့်မို့အချင်းထောင်ရဲ့လုံခြုံရေးပေါ်ရောက်မှုဟာလည်းတခြားအပါအဝင်ဖြစ်ပါတယ်။အခုဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာအရာအလုံးအစီအစဉ်တကျဖြစ်ခဲ့ပေမဲ့ရဲတရင်ပေးကြောင့်အလုံးအပြားရှုကြော်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့တရားရုံးထဲဝင်လာတာတွေအပြင်မှာကားအသင့်ပြင်ထားပြီးထွက်ပြေးသွားတာလေးကိုစနစ်တကျတခြားစီစဉ်ပေးခဲ့တဲ့ဒီဖီရဲ့နာမိန်ကလေးဟာရဲရင်ထမြတ်တဲ့မိန်ကလေးတယောက်ကိုချစ်သူအပေါ်မှာအစွမ်းရှိတယ်လို့ကုညီ ီထောက်ပံ့ခဲ့တဲ့ချစ်သူကောင်းတယောက်ထက်ခဲ့ပါတယ်။ကိုယ့်ရဲ့ချစ်သူကောင်းလေးအပေါ်မှာအယားယာပြည့်စုံမဲ့ဆိုပြီးလွတ်ခဲ့တဲ့သူမရဲ့တက်တီနဲ့အချစ်ကိုလေးစားအော့ကြမိကြပေမဲ့ရာဇဝတ်မှုအတွက်ဖြစ်နေထဲတာဟာဒီမိန်ကလေးအတွက်ဝမ်းနည်းဖွယ်ဖြစ်နေရပါတော့တယ်။အဖန်ခံရစင်မှာလည်းလှပတဲ့သူမမျက်နာကိုတေချာကင်တွဲပြီးလိန်ပိုင်းဆိုင်ရာစော်ကားတဲ့အပြုမူတွေကြောင့်ဝေဖန်မှုလည်းပေါ်ထွက်ခဲ့ပါတယ်။ကင်မရာရှေ့တင်မှာတော့ဒီလောက်စော်ကားကြတာကွက်ရမှာဆိုဘလို့တောင်စိုးဝမလဲဆိုပြီးစိုးရင်ပူပန်ပေးခဲ့ကြပါသေးတယ်။ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကိုတော့စောင့်ကြည့်ရအောင်မှဖြစ်ပြီ လက်ရှိအချိန်မှာတော့အခုရေဖေးတဲ့မိန်ကလေးနဲ့တကွာထွက်ပေးကြတဲ့အကျင့်သားအားလုံးကိုဖန်စီထိုင်းတိမ်ထားပြီးဖြစ်တဲ့အတွက်နောက်မှာဘာတွေဆက်ဖြစ်အောင်မလဲဆိုတာနောက်ကြမှာပဲတင်ဆက်ပါမယ်ရှင်